မယ်ရင်တင်ပန်ရှင်အပြောင်းလဲဖြစ်လာမလားဆော်ရီနိုင်ငံရဲ့အားကစားထိတ်တန့်အကြီးကဲတာကီယာလေရှိတ်က follower 9.2တန်းရှိတဲ့ X ကနေမယ်ရင်တင်ကိုရင်းနှီးမြှုပ်နှံသူအစ်တွေရောက်လာတော့မယ်ဆိုပြီးတင်ခဲ့ပါတယ်ရင်းနှီးမြှုပ်နှံသူအစ်တွေကလက်ရှိအသင်းပန်ရှင်တွေထက်ပိုပြီးကောင်းမွန်တယ်လို့လဲတာကီယာလေရှိတ်ကဆိုခဲ့တာပါအဲ့ဒီသတင်းကြောင့်မယ်ရင်တန်းဝဲမှာတော့အတော်လေးလှုပ်လှုပ်ခက်ခက်ရှိခဲ့ပါတယ်မယ်ရင်တင်နဲ့နှိစက်တဲ့သတင်းအရင်းအမြစ်တွေကတော့ရင်းနှီးမြှုပ်နှံသူအစ်တွေရောက်လာမယ်ဆိုတဲ့သတင်းကိုညှင်းဆန်ထားခဲ့ပါတယ်တာကီယာလေရှိတ်ရဲ့ Xbox အောက်မှာလဲမိကုနေပလူပြန်နေတာပါပဲ ဒါပေမဲ့တာဂီယာလေးရှိတ်ကမင်းကိုနေကိုမတုံ့ပြန်ခဲ့ပါဘူးမန်ကန်တဲ့ရှေ့ရီကိုအရင်တော့ sorry တွေဝယ်ဖို့စိတ်ဝင်စားခဲ့မှုပါတယ်ဒါပေမဲ့အမှန်တကယ်ဖြစ်မလာပဲပြီးရင်အချမ်းစာသုံးပုတ်ကို sergeant red click ကပဲဝယ်ယူခွင့်ရခဲ့တာပါအခုလောလောဆယ် sorry နဲ့မန်ကိုတင်ကြားဆက်နွယ်မှုတစ်ခုကတော့ရှိနေပါတယ်လက်ရှိရာဒီမှာဥရောပပြိုင်ပွဲကစားပွဲမရတဲ့မန်ကအားလက်တဲ့ဂျာရက်တရက်မှာ sorry သွားပြီးခြေစမ်းပွဲကစားဖို့စီစဉ်နေတာဖြစ်ပါတယ်ဘယ်ဦးတင်က sorry ကလပ်အသင်းတင်းဒါမှမဟုတ် AC Milan လို့ဥရောပပြိုင်ပွဲကစားပွဲမရတဲ့ထိတ်တန့်အသင်းတင်းနဲ့ခြေစမ်းပွဲကစားပွဲရှိနေတာပါ။ ဲ့ဒီခြေစမ်းပွဲအတွက်မန်ယူနဲ့ဆိုရီအသင်းတာဝန်ရှိသူတွေမကြခင်မှာဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်။ဘန်အသင်းရဲ့လက်ရှိတန်ဖိုးကပေါင်၄ဘီလီယံဝန်းကျင်ရှိနေပါတယ်။ဂလီဇာမိသားစုနဲ့ဆိုရီတွေဟာအတိတ်မှာဆက်နွယ်မှုရှိခဲ့ပါသေးတယ်။2019ခုနှစ်မှာမန်ယူအသင်းကဆိုရီအခြေစိုက် General Sport Authority GSA နဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။အာဇာနယ်ပယ်ရဲ့ GSA တိုးဝင်နိုင်အောင်ကူညီပေးခဲ့တာဖြစ်ပြီးဆိုရီနိုင်ငံရဲ့ကမ္ဘာဖလားအိမ်မက်2030 Vision အတွက်အရေးပါတဲ့လှုပ်ရှားမှုတွေပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 2008ခုနှစ်တုန်းကလည်း Sorry Telecom နဲ့မင်းတို့တင်ကငားနဲ့စာချုပ်ချုပ်ဆိုခဲ့မှုပြီးစာချုပ်တက်တန်းပြီးတော့တက်တန်းထပ်တိုးခဲ့ကြပါသည်။လက်ရှိချိန်မှာ Sorry တွင်နဲ့မင်းတို့တင်ကြားရှယ်ကိစ္စဆွေးနွေးမှုမရှိသေးပေမဲ့ Takiya လည်းရှေ့ရဲ့ post ကြောင့်မင်းတို့တင်ပိုင်ရှင်အပြောင်းလဲဖြစ်လာမလားဆိုပြီးမေးခွန်းထုတ်နေကြပါပြီ။ MNS ပေါ်မှာတိဆက်ပါရင်ဘလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲရှင်လန်းချမ်းမြေကြပါသည်ခင်ဗျာ။